ပေါ့ကျန်းခန်းကြီးနဲ့ဆက်ကိုတဖန်ရကုတ်သည်ခီးသွား၍အရှိပီသားတို့နေရာအရက်တို့ရောက်ပြီးလျှင်မြောက်ကြီး၍တောစင်ရီတွင်တခုခုမြည်၏ထိုရီတွင်ဖြင့်သူစုများကိုအတက်သည်ဖြစ်၍တွင်နာမှသူစုသုံးစုအိမ်လက်ရှိ၏ဝေပင်ဝါပေါ်မှကြီးစွာသောကြောက်ရှိ၏တောရင်ပေါင်းတို့သည်ထိုရက်၌စွေသောအခါရီတွင်ဝါ၌ဖုံးအုပ်သောကြောက်ကိုလှိမ့်လံ၍သူများကိုရွတ်တိုက်ပြီးလျှင် ထိုကြောင့်ကိုမိမိနေရာဤတွင်ဝါပေါ်မှာတပန်တင်ရလေးရှိ၏။ဒါကောကလည်းငါညီကိုတော့တင်းတို့ဒီအပေရကလာကြသည်နည်းဟုမေးလေ။ငါတို့ဒီခါရမြုတ်ကလာကြသည်ဟုပြောဆိုလေ။တပန်ယာကုတ်ကနာခေါ်သားလာပါကိုတည်လူတော်ဟုမေးလေ။တီဤဟုပြန်ဆိုတော့သူဒီမပါအီလောဟုတပန်မေးပြန်လေ။မပါအီသူသည်တမိယခေလာသည်သူများနှင့်တကွာလာလိမ့်မည်ဟုဆိုကြလေ၏။ ။ရာကုတ်ကလည်းနေ့ချင်းအလွန်များစွာရှိသည်။သူတို့ကိုစုဝေးရခြင်းမဟုတ်သည်။ရတိုက်ပြီးလင်သွား၍ထင်ကြအောင်လောင်းဟုဆိုလေ၏။သူတို့ကလည်းသူတိုင်းအပေါင်းစုဝေး၍ရတင်းဝါ၌အောက်တော့ကြောက်ကိုလိမ့်လံပြီးမှသာသူတို့ကိုရတရ၏သူမဟုတ်မတရဟုပြန်ဆိုကြ၏ထိုသောတဦးနှင့်တဦးနှုတ်ဆက်ကြစဉ်တွင်ရာခေလာသည်မိမိအပါဤသူတို့ကိုထင်ရသည်ဖြစ်၍သူတို့ကိုဆောင်လျက်လာ၏ ရာကုတ်တီမိမိဥဤလပံဤတမိရာခေလာနေဥဤလပံဤတို့တို့ကိုမြင်သောအခါအနီတို့ချီ၍ရေတွင်၌ဖုံးအုပ်သောကြောက်ကိုလိမ့်လံပြီးလင်ဥဤလပံဤတို့တို့ကိုရေတိုက်လေ၏ဒုနာရာကုတ်တီရာခေလာကိုနမ်း၍ကျေသောအတန်နှင့်ငိုလေ၏မိမိသည်ရာခေလာအပါဤတို့ယဘကဤသားဖြစ်ကြောင်းကိုကြားပြောလင်ရာခေလာသည်ပြေ၍မိမိအပအားတင်ကြလေ၏ လာပန်သည်မိမိတို့ညာကိုသတင်းစကားကိုကြားသောအခါကျိုးစုချင်းကလည်းအမြင်သွား၍ပိုက်ဖက်နန်းရှုံးလျက်မိမိအိမ်တို့ဆောင်သွားလေ၏ညာကုတ်သည်လည်းမိမိမူရှိသည်များကိုကြားပြောလျက်လာပန်ကအကယ်စင်စင်တင်သည်ငါအယောသားပင်ဖြစ်၏ဟုဆိုလေ၏ညာကုတ်သည်တလားခမ်းများနေပြီးမှလာပန်ကတင်သည်ငါသူဖြစ်သောကြောင့်ကျုံမဲကျုံခံရမည်လို့ခံလို့သောအခါကိုငါအားပြောလို့ဟုဆိုလေ၏ ထိုအခါလာပန်၌တမိနှစ်ယောက်ရှိအကြီးကားလေအာမီရှိအငယ်ကားရာခေလာမီရှိလေယာကမျက်စိနူးညံ့၏ရာခေလာကပုံပြင်ရေးကြီး၍အသွင်စင်းလဲလာ၏ရာကုတ်သည်ရာခေလာကိုချစ်တော်ကြောင်းလာပန်အားဦးမင်းတမိအငယ်ရာခေလာကိုရခြင်းကခဏနှင့်စေခံပါမည်ဟုဆိုလျင်လာပန်ကအခြားသောသူအားပေးစားသည့်ထံတင်အားပေးစားတော်သာ၍ကောင်း၏ ငါနဲ့အတူနေလောက်ဟုဆို၏ဒါကုတ်တီလဲရခေလာကိုရချင်းကခုနှစ်နှစ်အစီခံလေ၏ရခေလာကိုချစ်တော့ကြောင့်ခုနှစ်နှစ်ကိုနေတော့နေရကတော့ထင်မှတ်တည်းဒါကုတ်ကလည်းချင်းချက်တော့အချိန်စီပါပြီးကျွန်ုပ်ဒီမယားနဲ့ဆက်ဆံဖို့ရပေးစားပါလောက်ဟုလာပန်အားဆိုလျင်လာပန်သည်ထိုရနိုင်နေသောသူအပေါင်းတို့ကိုစူဝေးစေ၍ဝဲလုံလေ၏။ညံဝင်းချိန်ရောက်မှဇီလာပအမိရှိသော ကျွန်မကိုတမီလေအာ၌လက်ဖွဲ့လျက်သူတမီကိုဆောင်းတွင်၍ရာဂုတ်သည်သူနှင့်ဆက်ဆံလေ၏။အနက်အချိန်ရောက်မှရာဂုတ်သည်ကြီးစုသောအခါလေအာဖြစ်ကြောင်းကိုသိမြင်လေလာပန်ထံသို့သွား၍အကျွန်ုပ်၌ပြုသောအမှုကအပေသို့နိကျွန်ုပ်သည်ရာခေလကိုရခြင်းကအစေခံရပြီးမဟုတ်လောကျွန်ုပ်ကိုအပေကြောင်းလက်စားရသည်နည်းဟုဆိုသောလာပန်ကငါတို့ပြည်၌သမီးကြီးကို မပေးစားမီအငဲကိုမပေးစားရခုနှစ်ရက်စစ်အောင်ငတ်အောင်လို့နောက်တစ်ဖန်ခုနှစ်နှစ်အစီခံရသည့်အတွက်ရခေလာကိုလည်းတင်အားပေးအောင်မီဟုဆိုသည့်အတိုင်းဒါကုန်ဝန်ခံ၍ခုနှစ်ရက်စစ်ပြီးမှလာပန်သည်ပြီးလက်ဟာမီရှိသောဂျွန်မကိုလက်ဖွဲ့လျက်တမီးရခေလာကိုပေးစားလေသည်ရကုန်သည်ရခေလာနှင့်ဆက်ဆံ၍လေအားကိုချစ်သည်ထက်သာ၍ချစ်၏လာပန်ထံမှခုနှစ်နှစ်အစီခံလေ၏ လေအာတိအမုန်းခံရသည်ကိုသာဝပြသိမြင်၍တာဖွာရသော ခွင့်ကို ပေးတော်မူ၏အခေလမူကားမြုပ်၏လေအာတိပရိတရေယူသည်ဖြင့်တာဟုဖွာမြင်၍ယူပင်မီပြဲမတ်လေ၏အကြောင်းမူကားသာဝပြသည်ငါ၏စင်ရဲခံခြင်းကိုအမှန်ကြည့်မြင်တော်မူပြီးတို့ဖြစ်၍ယခုငါနှင်သည်ငါကိုချစ်လိမ့်မည်ဟုဆိုသည်တဖန်ပရိတရေယူပြန်၍တာကိုဖွာမြင်တော် ငါသည်အမုန်းခံရကြောင်းကိုထာဝရဘုရားကြားတော်ကြောင့်ဤသားကိုလည်းပေးသနာတော်မူပြီဟုဆိုပြီးလင်ထိုသားကိုရှိမောင်အမိပြည့်မှတ်လေ၏တပံပရိသတ်တွေပြန်၍သားကိုပါမြင်သောငါလင်အားသား၃ယောက်ကိုငါပါမြင်သောကြောင့်ယခုတခါသူသည်ငါနှင့်ပေါင်းဖော်လိမ့်မည်ဟုဆို၍ထိုသားကိုလေဝိအမိပြည့်မှတ်လေ၏တပံပရိသတ်တွေပြန်၍သားကိုပါမြင်သော ။ဒါဝပြားကိုယခုငါကြီးမားမိဟုဆိုသည်ဖြစ်၍ထိုသားကိုယူတာအမိဖြစ်မှတ်လေ၏။ထို့နောက်သားပြည့်၍မဖွာပဲနေ၏။